MSP တချင်းကပေါက်လာမပေါက်လာတော့မသိအဲ့ကားလေးလူကပေါက်ပေါက်သွားလေအဲ့တက်တော်မှာတချင်းကတချင်းလှုပ်တဲ့လူကတော့သူဆိုမနှောင်မသိလိုက်ဘူးအဲ့လှုပ်ပြတဲ့လူကအဲ့တက်တော်မှာဟာအစ်တတော်ဆယ်လေးဆိုကျွန်တော်တို့တစ်ခါလေးကြာရင်ပွဲကြီးပါလေသူကဟာသူ့မသိဘူးလားသူကနာမည်ကြီးလေးဆိုအော်ဟဲ့လားဗောကိုကမသိဘူးလို့ဟာသူတက်တော်ဆယ်လေးလို့အော်ဟဲ့လားဘယ်မှာလဲဆိုတက်တော်မှာနာမည်ကြီးပဲဆိုတော့အဲ့လိုမျိုးလေးဗောဒါမဲ့သူလည်းအောင်မြင်တယ်ပဲသူ့ကိုသူတွေးမှာဗောနော် ဒါဒါကတော့သူများတော့ဟိုပြမပြောပါဘူး။သူလဲသူ့ဘက်သူသူသီးသူဟန်လीပေါ့။ MSP တော်တော်အားနာပါတယ်ပရိသတ်တွေကကျွန်တော်မိတော်မိလောက်မိလောက်မသိပါဆိုစိတ်မရှိကြတော့ဘူးလေပြိုင်ပွဲပြီးရပဲ10နှစ်ကြော်နေပြီဆိုတော့ဟုတ်တယ်လေကျွန်တော်တို့ခါလီကြရင်တော့လေကျွန်တော်အလိုအကြံပေးကြပါတယ်တချင်းတွေမလောက်တော့ဘူးလားတို့ဟိုတချင်းတင်တာမတွေ့ဘူးနော်တို့အလိုလေးပေါ့ နောက်ပိုင်းကျတော့သူတို့လည်းကိုယ်စိတ်ညစ်သွားရင်လည်းမီးတို့မီးရတာများလို့လေအဲ့လိုလေနားထောင်ကြတဲ့လူကနားထောင်ကြတဲ့လူကမီးတယ်ဆိုမဲ့လူကမဆိုပြရဘူးဇကြီးပိတ်နေတော့လေတော်ပြီဟာသွားစိတ်ရှိတော့ဆိုကျွန်တော်ကျတော့လေကိုကိုကိုအားမရပါနဲ့တကယ်စူးစမ်းနေကလေးကြောင့်ကျွန်တော်အလိုက်ကြည့်တယ်သူ့ကိုအမြဲတမ်းလိုက်ကြည့်ရဘာဖြစ်လို့ကျွန်တော်လှုပ်ရှင်နေရလေး तू ကလုံနေရဆိုတော့လေအဲ့အနေနဲ့ဖြေတာမှန်တော့မဟုတ်လေဖြေတာမှားနေတာကိုတိုင်းလုံးဝမှာသူများလှုပ်တာကိုဖြေလို့မရဘူးလေအဲမျိုး ဲ့လိုမျိုးလေးတွေတော့ရှိတာပေါ့ကိုကူကိုအားမရတာကတော့သူများပြောကြရအောင်မလို့ကိုကူကတော့စိတ်ပြက်တယ်ဟုတ်အဲကျွန်တော်အခုလောက်တာတော့အဲ့အဲ့လိုမျိုးပေါ့အတီးပြီးသွားတာနဲ့อืม recording ဝင်ဖို့အဲကိုကမအားတာနဲ့အဲ့လိုလေးတွေတိုးလိုတန်လန်းလေးတွေလည်းရှိရဲရှိတော့ကျွန်တော်ကဲလို့ကျွန်တော်ပြန်လုံးမယ်ဆိုလို့ရှိရင်လည်းဒီဇိုင်းမမှတ်လုံးပါပါ။ဘာလို့လဲကျွန်တော်အသက်ရွယ်နဲ့ကျွန်တော်အချိန်နဲ့ရှိသေးတာ ဥမာဟို60ကျော်မှာအိုးရော့ကလည်းမကောင်းလေတကယ်မဟုတ်နိုင်ငံညာတော့ရတယ်လေအိုးစကိုလေးလက်ခံတယ်ပမာပြီမှာကျတော့ရော့ကလည်းရော့ကလေဒါပေမဲ့တကယ်ဟို professional တွေကြီးတွေတော့ဟုတ်တယ်လေသူတို့ကတော့ကြံသူတို့ကဟိုနာမည်ရှိပြီသားဆိုတော့အဒီတက်ကြီးကြီးမကြီးကြီးအပေးမဲ့ပြိတ္တကရှိပြီလားကိုကကျတော့ဘူးမှစမဲ့လူဆိုတော့နောက်ကျနေပြီဆိုတော့သိရအဲ့လိုမျိုးပေါ့ကျွန်တော်လည်းလုပ်မယ်ဆိုရင်တော့ site map နဲ့ data လေးနောက်မှကျွန်တော် နည်းနည်းခေါင်းမာတာတခုကလीအဲ့လိုမျိုးပေါ့အခုကလည်းလीအရန်ကောင်းတယ်လို့ထင်တဲ့အရာတွေကရှေ့မရဘူးကွာအဲ့ဟိုမြောက်ဒီမြောက်ဒီကအရန်အောင်မြင်နေတော့လीအဲ့ဒါလည်းပါတာပေါ့နော်ကြည်ရတာလीစိတ်ပြတ်တယ်လို့ပြောရမလားဘယ်လိုပြောရမလဲအဲ့ပေါ့စိတ်ပြတ်လို့ပဲနေမှာပေါ့နော်ကြည်ရတာလीကျွန်တော်တို့မကြိုးစားတဲ့လူတော်စိတ်ပြတ်တယ်ဆိုတော့ကြိုးစားနေလူတွေဘယ်လိုစိတ်ပိုးစိတ်ပြတ်မယ်လीသူတို့အရန်ကောင်းအောင်လုပ်နေရပဲ ဒါပေမဲ့အရင်ကောင်းတဲ့လူတွေကနောက်ရောက်နေတာဘလို့သဘောလဲတော့မသိဘူးဟောအဲ့ဒါကြတော့လေသမီးရဲ့လူတယောက်ဆဲပြီဆိုရင်လူတွေရဲ့သဘောက Facebook မှာတယောက်လောက်ဆဲပြီဆိုရင်ဆဲဖို့ကြတော့ဝိုင်းဆဲကြင်ကြတာလေဆဲတဲ့လူကတော့ဆုစုလာတာပေါ့လူတယောက်အကောင့်ချင်းမပြီဆိုရင်တော့အဲ့ဒါကိုလက်ခံဖို့ကြတော့လူတွေကတော်တော်ခဲရင်ညာတယ်အခုခစ်ကွာနော်အဲ့တော့လေအဲ့ attention ရှာတယ်လို့ဘာလို့ညာလို့ဆိုတော့တချို့ကြတော့လေဖြန့်လန်းလိုက်တဲ့သဘောကြီးပေါ့နော်ဟုတ် ဆယ်ဆယ်ပါဖြစ်ဖြစ်ကွာငါအောင်မြင်ပြီးရောဆိုရင်တော့တမျိုးပေါ့အဲ့လိုမျိုးပြောอืมညနာမောတကယ်調査ရဲ့လူတွေပုံမှာကျွန်တော်မဟုတ်ပါဘူးကျွန်တော်အစပြောပေးရတကယ်အရင်သူအရင်ယူတဲ့လူတွေကျွန်တော်ညမလေးတယောက်ဆိုတချင်းကိုလောက်တာလေသူ့လောက်တချင်းကိုယူတာသူပဲသူကလေဘာမှအဲ့လိုငါဒီတချင်းလုံးလိုက်လို့ဘယ်လောက်ကုန်မလဲအောင်မြင်ပါလားမအောင်အဲ့လိုတွေတော့မတွက်ဘူးလောက်တာတပုတ်ပြီးတပုတ် ဟမ်းမဲ့လေအဲ့ဘာဟုတ်တာလေအထွတ်ထွတ်သွားပြီးတော့နံပါတ်9နေနံပါတ်4နံပါတ်1တိချက်ရင်နေတော့သူ့ဆိုဖို့စိတ်ထကြမှာဘာလို့ကျွန်တော်တို့မလုပ်တဲ့လူအမှဖြေးတာသေးရဲ့ဗျာအော်ငါတခကြီးဒါလေးနဲ့အဆင်ပြေပါဘူးဆိုတာနည်းနည်းကိုယ့်ဘက်ကိုဒါကိုကိုယ့်ဘက်ကိုဖော့ဖော့တွေ့ရပါတော့သူတို့ဆိုဖို့စိတ်ထကြမှာလို့အဆင်မပြေဘူးလေဟဲ့ဘယ်လိုကြီးလဲဟုတ်တယ်မလားဒါမဲ့ဒါလေးကခဏပါကောက်ယူမိလို့ပဲလေ ဟိုတကယ်ရေချင်းရှိတဲ့လူကြတော့ဒီလူဘိန်းလက်မခံရင်တော့မှဒီပညာရှိအတိုင်းဝန်ရတော့အာဒီကလေးရကြိုးစားရဲဆိုတာလေးတော့ရှိတာပေါ့နော်နင်းလာတာမှနည်းနည်းမဟုတ်ပါဘူးဟိုအကူဟိုကာဘာနဲ့ပဲဆဲဆဲဘာနဲ့ပဲဆဲဆဲအဲ့လိုမျိုးပေါ့အဓိကကကိုဟိဖြစ်ဖို့ပဲကိုအောင်မြင်ဖို့ပဲဟိုကျွန်တော်ဆိုရင်ညာကျွန်တော်သချင်းဟိုမျိုးပေါ့ကျွန်တော်သချင်းကိုကျွန်တော်ဟိုဒီတယောက်ကသူအကြံပေးတာပါเนาะ မနန်း YouTube တို့ဘာလို့ကတိတ်လူကြီးဟိုမှပြဟိုက TikTok kiss ဆိုတာလေကျွန်တော်အဲ့ဒါလေးနှစ်မျိုးရတယ်ဒါတောင်မှကျွန်တော်ဆရာတချင်းဆိုပြီးသားလေးเนาะအဲ့လိုလေးတင်ဖို့တော့နှစ်မျိုးရတယ်ဘာလို့ဆို TikTok မှာလူတိုင်းကြီးလို့တင်ရအောင်ကျွန်တော်တကယ်လေးစားတဲ့ဆရာကြီးရေးထားလေကျွန်တော်တကယ်လေးစားတဲ့တချင်းလေးကျွန်တော်တစ်ပုတ်ပဲတက်နိုင်နိုင်လေနှစ်ပုတ်ပဲတက်နိုင်နိုင်အဲ့လိုကြီးတော့ကျွန်တော်မလုပ်ချင်ဘူးနောက်ကိုယ့်ဘက်ကိုကိုတချင်းလုံးလိုက်လို့ခုနပြောသလိုပေါ့တကယ် ညာရှိတဲ့ဆရာတွေကတော့ဩဒီကလေးမစိုးပါဘူးဆိုတာလေးပဲလို့ကျွန်တော်ဟိုဟိုလိုမျိုးလူဘိန်းတွေစိုက်တာမျိုးတော့ကျွန်တော်လည်းမလုပ်ချင်ဘူးနော်ဟိုလူတိုင်းမူခရေတောက်လို့ကျွန်တော်လည်းမတောက်ချင်ပါဘူးတချင်းကပေါက်လာမပေါက်လာတော့မသိအဲ့ကားလေးလူကပေါက်ပေါက်သွားတာလေအဲ့တက်တော်မှာတချင်းကတချင်းလှုပ်တဲ့လူကတော့ဘူးဆိုမနှောင်သိလိုက်ဘူးအဲ့လှုပ်ပြတဲ့လူကအဲ့တက်တော်မှာဟာတက်တော်ဆယ်လေးဆိုတော့ကျွန်တော်တို့တစ်ခါလေးကြာရင်ပွဲကြီးပါလေသွားဟာ သူ့မသိဘူးလားသူနာမည်ကြီးလေဆိုအော်ဟလာဗောကိုကမသိဘူးလို့ဟာသူ TikTok ဆယ်လီလို့အော်ဟလာဘယ်မှာလဲဆိုတော့ TikTok မှာနာမည်ကြီးပဲဆိုတော့အဲ့လိုမျိုးလေးဗောအဲဒါမဲ့သူလည်းအောင်မြင်တယ်ပဲသူ့ကိုသူတွေ့မှာဗောနော်ဒါဒါကတော့သူများတော့ဟိုပြမပြောပါဘူးသူလည်းသူ့ကသူသူသီးသူဟန်လေးဗောဟုတ်ကျေးဇူးပါတမီးမြန်မာစတာပစာ